ဲ့သူသူ့ရဲ့လူလူသားထဲမှာဆိုရင်ဒီမှာဖြစ်လို့အမြဲပဲရှိနေမှာ။အဲ့ကြောင့်လုံငန်းတဲ့တစ်နှစ်နှစ်တောင်ကြာပတ်တိုင်းလိုပဲ။ Oyami ni Francis တို့ရဲ့ဆူတောင်းပွဲကိုပြီးခဲ့တဲ့ April 20ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ St Mary Church မှာပြုလုပ်ခဲ့ပါတယ်။ Oyami ni Francis ဟာပြီးခဲ့တဲ့တစ်နှစ်လနဲ့ April 20ရက်နေ့ကတက်တော်88နှစ်အရွယ်မှာနှလုံးရောဂါလေးဖြတ်ရောဂါတွေနဲ့ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။အသက်88နှစ်အရွယ် ဗိုလ်ရဟန်းမင်းကြီးဟာပြီးခဲ့တဲ့လပိုင်းကဆေးရုံတက်ကုသမှုခံယူခဲ့ပြီးတဲ့နောက်ဗာတီကန်နန်းတော်မှာပဲနှစ်လလောက်နာနာနေနေနေဖို့ဆရာဝန်တွေကအကြံပြုခဲ့ပြီးတဲ့နောက်မှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ဗိုလ်ရဟန်းမင်းကြီးဖရန်စီရဲ့ဇာဗနာကိုလာမက်စနေနေ့မှာဒါဇင်နဲ့ချီတဲ့ကမ္ဘာကောင်းဆောင်တွေတက်ဖို့ရှိတယ်လို့သိရပြီးတော့အဲ့ဒီခန္ဓာကိုအီတလီနိုင်ငံရောမမြို့ကစိန့်ပီတာဘက်စလီကာယဉ်ပြင်မှာကျင်းပဖို့ရှိပါတယ်။ကွန်နော်ဒါဝီဖြစ်တဲ့ပုံရဲမင်းကြီးဖရန်စီရဲ့ရုပ်ကလပ်ကိုဗာတီကန်ကစိန့်ပီတာဘုရားကျောင်းကိုဒီကနေ့ဧပြီလ23ရက်နေ့မှာယူဆောင်သွားမှာဖြစ်ပြီးတော့ စပ်ဒါလေတီထားရှိမှာဖြစ်ကြောင်းနဲ့ဝေယုံနေစဉ်းမြန်းပြီးအကောင့်လားထဲမှာဖွင့်ပြထားတဲ့ပုတ်ရရုပ်ကလပ်ကိုလည်း Vatican ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာ။